ငါတမရကွာငါတင်ရလုံးမယ်။နော်ငါးပိုင်းမှာအစိုးရတင်မြောင်ထားတဲ့တမရမဘူးငါလှုပ်ချင်တာလှုပ်မယ်မင်းတို့လည်းလှုပ်ချင်တာလှုပ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့ဒီတိုင်းပြီးပြတ်မှာပဲ။တိုင်းပြီးအောက်မှာပြတ်နေပြီ။ပြတ်နေပြီ။အခုကတမရကကွယ်ဦးစည်းချုပ်နိုင်ငံတော်နတ်သကဝကြီးချုပ်ယာယီတမရကြီးကဖုံးကန်ကြီးနေလို့ကန်နေတဲ့အချိန်ကျခွေးကြကြမှာ။ သိလားသူကိုယ်သူအမှန်တရားသမားစစ်တပ်နဲ့တပ်မိသားစုတွေကိုရှစ်သူလို့ဂုံယိုဝင်ကြွားနေတဲ့စစ်ကောင်စီလော်ဘီပြင်ဦးလွင်ကဘောမဇော်ဘောဟင်းကတော့စစ်ကောင်စီရဲ့ပြန်လည်ဖမ်းဆီးခြင်းကိုခံလိုက်ရပြီလို့သိရပါတယ်မူလလဟောင်းမြို့ညစ်ဘောမရန်ကုန်ကမိုးမိုးခံရဲ့တောင်တကုံမြို့နယ်ရဲစခန်းမှာအမှုဖွင့်တိုင်ကြားလိုက်မှုကြောင့်အခုတော့သူကိုယ်တိုင်ရဲစခန်းကိုတွားရောက်စဉ်လက်တလောအဖမ်းခံထားရတာဖြစ်နိုင်ပါတယ် ဒါပေမဲ့တိတဲ့အတိုင်းစစ်ကောင်စီလက်ထက်တရေခွင်းဥပဒေကြောင့်သူဟာညှိနှိုင်းပြီးလက်အချိန်မရွေးပြန်လွတ်လာနိုင်ပါသေးတယ်။ဒါပဲပြောပြောဗောမတ်အများပြမျက်ကန်းထောက်ခံမှုရရှိထားသူနမကြီးစစ်လော်ဗီတယောက်ကိုဖွင့်တဲ့အမှုကိုရဲစခန်းကလက်ခံလိုက်ခဲကထူရှားမှုရှိပါတယ်။အဲ့တော့ဘာကြောင့်ဒီကောင်အမှုဖွင့်ခံရဖမ်းခံရတဲ့အထိဖြစ်လာတယ်လဲလို့သုံးသပ်ကြည့်ရင်ထုံးစံအတိုင်းဗောမတ်တွေရဲ့ငကိုညံကြီးမပြေဝမှုကြောင့် အချိန်နေအချိန်ခါအရေးအကဲကိုမသိပဲနေ့စဉ်လိုက်လွင့်ပြီးစစ်ခွေးအကြီးပိုင်းတွေ အထိပါ ဝေဖန်ပြောဆိုလာမှုကြောင့်လူမုံများလာခြင်းစကားများများပြောရာကနေအမှားများစွာပါလာပြီးမဘာသာဘောမတွေမျက်မုံကျိုးလာခြင်းငကိုဘဝတရေမမှန်ငယ်ပဲတစ်မောင်ခိုးကြောက်မောင်ခိုးဘဝကနေလော်ဘီဘဝကိုဆက်ရှင်းရောက်လာခြင်းတွေကြောင့်ဖြစ်နိုင်ပါတယ်တကယ်တော့စစ်ဖို့ဂျုတ်တွေသူ့ကိုမျက်မုံကျိုးနေတာ ကြပါပြီဆိုတာနှစ်နဲ့ချီပြီးသူအခုလိုအဟိပြောဆိုနေခဲ့တာတွေကိုကြည်ရင်သိနိုင်ပါတယ် DSC ကြီးပြင်ဦး DSC လိုမြို့ရှိနေတဲ့မြို့ကြီးတစ်မြို့ပျက်စီးသွားရင် ခွဲပြစ်ပြီပေါ့ဒီနိုင်ငံခေါင်းဆောင်ကတိုင်းပြည်ငင်းချောင်းခမရတို့ကဘာလုပ်နေအောင်ခမရတို့ဘာစော့ပလန်မှထားမပြဘူးဘာမှလည်းမပြောပြဘူး no 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 ခမရတို့ရာထူးတွေတယောက်ပြီးတယောက်တိုးပြီးတော့ယူနေတာခမရတို့မချက်ဘူးလား အခုကနိုင်ငံတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်နတ်သကဝန်ကြီးချုပ်ယာယီသမရာကြီးကဖုံးကန်ကြီးနေလို့ကန်နေတဲ့အချိန်ကျခွေးကြကြမှာသိလားပါခက်ခဲနေတော့ဒီတိုင်းပြည်ဖို့တော့ပါဥပဒေတဲ့ပါဥပဒေတဲ့ပါဥပဒေမှမရှိဘူးခမားတို့ယူထားတဲ့ဒုတာဝန်ရေသုံးပါးတွေခမားတို့စီကန်းနေကျင့်ဝတ်နေတာဘာဒီမိုကရေစီလဲလီးပဲရမယ်လို့ပြောမှာအဲဒီမိုကရေစီတော့မရဘူး ုနေပြည်တော်လိုနေရာမျိုးတော်မှာမီးကိုအလဲကျနဲ့ပေးမယ်ဆိုတော့အခုကျုပ်နေပြည်တော်မှာရှိနေတာဟင်တက်မတော်သားတယောက်ကတက်မတော်ကြီးဖောင်းဝတ်ပြီးအပြင်မတော်မသွားရဲဘူးလို့တက်မတော်အာဘိထောက်ခံတဲ့လူကပြုမင်းနေမသွားရဲတော့ဘူးဆိုရင်ဒါအစိုးရကြရှုံးတာလေဗျာကျွန်တော်တို့တက်မတော်ထောက်ခံနေတဲ့လူတွေတက်မတော်အားကိုးနေတဲ့လူတွေအေးချမ်းစွာ နေထိုင်နေတဲ့ပြည်သူလူထုတွေကတက်မတော်အယုံကြည်မရှိတော့ဟောခင်ဗျားတို့လိုက်လိန်လေလှည့်ပြပြီးတော့မှ မာယာများပြီးတော့ဟန်ဆောင်နေရင်ယန္တုရဲ့လက်အောက်မှာခင်ဗျားတို့ကြာရှုံးရမယ်။တရင်မှန်မှန်ကြားရုပ်လည်းယုံကြည်မရှိဘူး။ MRTV လည်းသူတို့ကသူတို့ကကြီးညာကျင်လို့တာသူတို့ကြီးညာနေတာ။ဒါကကျွန်တော်ကထဲ့တော့တာ။အနာငါသမရကွာငါတင်ရလို့မယ်။နော်ငါပိုင်မှာအစိုးရတင်မြောင်ထားတဲ့သမရမဟုတ်ဘူးငါလှုပ်ချင်တာလှုပ်မယ်။မင်းတို့လည်းလှုပ်ချင်တာလှုပ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့ဒီတိုင်းပြီးပြတ်ပါပဲ။ တိုင်းပြည်အောက်မှာပြတ်နေပြီပြတ်နေပြီအခုကာကြုံကြီးကလှုပ်ပြန်ပြီဟမ်မဟုတ်တာလုံးအတန်းအေးယူဟောကလူကလည်းမဟုတ်တာမလုပ်ဘူးလေလို့လည်းနဲ့ဆက်ဆက်အေးယူလာခင်ဗျကာကြုံကြီးတကယ်အေးယူမလားကျွန်တော်ခေါ်ထားလိုက်ဘေးနားမှာ no 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 ကျွန်တော်ခေါ်ထားလိုက်ပါကျွန်တော်ရှိရတဲ့တဲ့င်းတွေအကုန်လုံးတနိုင်ငံလုံးပို့ပါလိမ့်မယ်အေးယူရဲဖို့ပဲလိုတာပါ နောက်ဆုံးငါသားသမီးငါမြီးငါမြစ်ငါရဲ့အဖွဲစီတဲကကောင်းနေငါရဲ့လူတွေကအဆငါအေးအေးယူရဲတယ်ကွာဆိုရင်ရပြီပြည်သူလူထုကိုကြတော့ညင်မှန်နှိပ်စက်ပြီးတော့မှအိမ်ကမိမောကြတော့မနိုင်မနှင်းဖြစ်ပြီးတော့ဆိုရင်အဲ့ဒါကြတော့ခနာတို့အာနာရှင်စမ်းလာ KDB ကကောင်းပါလေးတွေအဲ့ဒီဟိုအားတဲ့နေခေါ်ပြီးတော့မှလှုပ်တာနိုင်မယ်တဲ့တက်ပြောမှာနော်ကြည်ကြလို့ငါရှင်တို့နော် သတိတော်ထားနေအစာအဖာတို့ယနေရင်းတို့အဒီဒီလိုပေါ့စားသုံးလုံးလုံးကတိုင်းပြည်ကောင်းအောင်လောက်ရမှာဒုစရိုက်နေနေလုပ်ငန်းတွေလောက်ရမဲ့လူတွေကရှူနေတယ်ဆိုတော့ပေးပြီပေါ့ဒီတိုင်းပြည်